မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ် ABLA 22ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုဒ်အနေနဲ့ဒေါနာစစ်ကြောင်း၃နဲ့မုံကရင်တဝဲလက်နက်ကင်တပ်ဖွဲ့များစစ်ရေးအရာမဟာမိတ်အဖြစ်ပူးပေါင်းဆောင်ရွက်ကြရန်သဘောတူညီမှုရရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဒေါနာစစ်ကြောင်း၃နဲ့မုံကရင်တဝဲလက်နက်ကင်တပ်ဖွဲ့များစစ်ရေးအရာမဟာမိတ်အဖြစ်ပူးပေါင်းဆောင်ရွက်ကြရန်သဘောတူညီမှုရရှိခဲ့တယ်လို့တဲ့ရင်ထုတ်ပြန်ပါတယ်။ AB လ18ရက်နေ့မနက်ပိုင်းမှာဒေါနာစစ်ကြောင်း၃တက်ခွဲ၄တက်ခွဲ၆တက်ခွဲ9 KNU တက်မဟာ6တက်ရင်29မုံပြည်သစ်ပါတီ AD မုံပြည်တော်လှန်ရေးတပ် MSRF ABSD SDF တရင်တဒဝေတက်တော် DNL တို့မှတောင်းဆိုသူများတွေးဆောင်ဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆွေးနွေးပွဲမှာရေပြည်မြို့နယ်အတွင်းဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းများအားထိရောက်စွာဟန်တားနိုင်ရန်နဲ့စေရေးအရာအခြေအစပ်မိမိအရှိန်မြင့်ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီးဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ယခုဖွဲ့စည်းထားတဲ့အဖွဲ့တွေအနေနဲ့ဖွဲ့စည်းရုံသဘောမျိုးမဟုတ်ပဲမြေပြင်မှာလည်းလက်တွေ့ကြကြအကောင့်ထည့်ဖော်ဖို့လိုအပ်နေပြီးတော့အမှန်တကယ်ပူးပေါင်းနိုင်ပါကစစ်ကောင်စီတပ်စခန်းတွေကိုတိမ့်နိုင်တဲ့အထိအကျိုးကျေးဇူးရရှိနိုင်တယ်လို့ ူဒေါနာတက်ရင်ဘျူဟာ33စစ်စင်ရီမှုစောတာကူက၎င်းအိမ်စာစင်မှာပြောဆိုထားပါတယ်တွေးဆောင်ဆွေးနွေးမှုမှာရလက်ကောင်းများရရှိခဲ့ပြီးတော့အောင်မြင်တဲ့စီးရေးဖော်ဆောင်မှုများရရှိရဲ့အတွက်လည်းဘုံသဘောတူညီချက်များထားရှိပြီးတော့စ조사ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်လက်ရှိမှာအဆိုပါစီးရေးမှာမိပူပေါင်းအဖွဲ့တွေအနေနဲ့အေဗီလာ20ရက်နေ့ကရေပြူမျိုးနဲ့မင်းသားကြီးရွာကစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာအတူတိုက်ခိုက်ကြတယ်လို့ဆိုပါတယ်အဆိုပါတိုက်ပွဲမှာစစ်ကောင်စီတပ်ဖက်က10ဦးကျော်သေဆုံးခဲ့ပြီးတော့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေဘက်က ၃ဦးထိခိုက်ထားကစီးရီးတင်းမာနေဆဲဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီစစ်ကောင်စီကထိုင်းပိုင်နယ်ကိုကျူးကျော်ပြီးတော့ဘုံကျဲချခဲ့တာကြောင့်ထိုင်းစစ်တပ်က လေရင်ပြည့်အမြောက်တွေကိုနေဆက်မှာပြောင်းရွှေ့ချထားတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စစ်ကောင်စီတပ်က KNL တပ်စခန်းများကိုဘုံကျဲရမှာထိုင်းလေပိုင်နယ်ကိုကျူးကျော်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကလေရင်ပြည့်အမြောက်တွေကိုနေဆက်မှာရွှေ့ပြောင်းချထားတယ်လို့ ထိုင်းသတင်းဌာနခေါဆော့နဲ့ဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။အေဗီလန်22ရက်နေ့မှာတနင်္လာရီတိုင်းတဝဲဒီတာထီခီနေဆက်တစ်ဖက်ချမ်းမှာရှိတဲ့ကချနာဘူရီပြည်နယ်မူအန်းခရိုင်ဖူနန်ရွန်ရွာသားတွေကစစ်ကောင်စီရဲ့ဝိုင်းထွေးလေရင်တစည်းပြန်တန်းလာတာကိုမြင်ခဲ့ရပြီးတော့မကြာခင်မှာပောက်ကွဲတဲ့ဆေးချက်ကြားခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်တစည်းကိုလည်းတွေ့ခဲ့ရပြီးတော့အဆိုပါနေဆက်အနီးမှာစစ်ကောင်စီတပ်သား60ခန့်ဆင်းသက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အေဗီလ19ရက်နေ့ကတဝဲဒီတာ ထွန်းမှာရှိတဲ့ထီထဗျူဟာစကန်ကို KNL နဲ့တော်လန်ဟီပူပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာပါအဆိုပါတိုက်ပွဲပြင်းထန်လာတဲ့အချိန်မှာထိုင်းဘက်ချမ်းကနေဆက်အနီးကိုဘုံမကျဲဖို့နဲ့ထိုင်းဘက်ကတိုက်ပွဲတွေကြော်လာခြင်းမပြုဖို့သတိပေးထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံကချနာဘူရီနယ်စပ်ဒေသမှာထိုင်းစစ်တပ်အမှတ်9ချီလင်တပ်မကလုံခြုံရေးယူထားပြီးတော့လေပိုင်နဲ့ကာကွယ်ရေးအတွက်လေရင်ပြည့်အမြောက်တွေရွှေ့ပြောင်းချထားတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီး PRA မကွေးက2025ခုနှစ်အတွင်းတိုက်ပွဲပေါင်း23ကြိမ်ဖော်ဆောင်ခဲ့ပြီးတော့စစ်ကောင်စီဘက်မှဗိုလ်မှူးတီဟအောင်အပါအဝင်63ဦးသေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ PRA မကွေးက2025ခုနှစ်အတွင်းတိုက်ပွဲပေါင်း23ကြိမ်ဖော်ဆောင်ခဲ့ပြီးတော့စစ်ကောင်စီဘက်မှဗိုလ်မှူးတီဟအောင်အပါအဝင်63ဦးသေဆုံးခဲ့တယ်လို့ PRA မကွေးကစီရေးလှုပ်ရှားမှုများကိုတဲ့တင်ထုတ်ပြန်ဖော်ပြထားပါတယ်။2025ခုနှစ်ဇန်နဝါရီလမှဧပြီလအထိတိုက်ပွဲကြီးငယ်ပေါင်း23ကြိမ်ကိုဖော် ောင်ခဲ့ပြီးတော့ရန်သူစကစရဲ့လက်နက်ခဲယမ်းများလည်းတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆိုပါစစ်စင်ရေးများအတွင်စစ်ကောင်စီဘက်မှဗိုလ်မှူးတီဟအောင်အပါဝင်63ဦးတည်ဆုံးခဲ့ကဗိုလ်ကြီးအောင်ငင်းချန်းတင်ကိုထက်တို့အပါဝင်18ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။ ဆက်လက်ပြီးငပေးမြို့နယ်နဲ့ပဒန်းမြို့နယ်မှာနှစ်လအတွင်းတိုက်ပွဲ၄ခုဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား20နီးပါးသေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းငပေးမြို့နယ်နဲ့ပဒန်းမြို့နယ်များမှာဖေဖော်ဝါရီလနဲ့မတ်လကဖော်ဆောင်ခဲ့တဲ့တိုက်ပွဲ၄ခုမှာစစ်ကောင်စီတပ်သား19ဦးကိုတုတ်တင်နိုင်ခဲ့တယ်လို့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့မနက်ပိုင်းမှာငဖဲမျိုးနယ်နယ်ရီကန်အနီးကစင်နာချန်ကိုကင်းပုံဝတ်ဖို့ရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်20ခန်းကို PRA မကွေးတပ်ဖွဲ့ဝင်တွေကခြုံကူတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာရခဲ့ကပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။အလားတူဖေဖော်ဝါရီလ28ရက်နေ့မနက်မှာလည်းနယ်ရီကန်ဘူဟာကုန်းကဆင်းလာတဲ့အင်အား60ခန်းပါစစ်ကောင်စီစစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ခဲ့ရမှာ 6ဦးသေဆုံးခဲ့ပြီးတော့4ဦးဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။မန္တလေး18ရက်နေ့မနက်ပိုင်းကလည်းငဖဲမျိုးနယ်ပစီကျေးရွာကနေလိုင်ကျေးရွာဘက်ထွက်လာတဲ့အင်အား40ခန်းပါစစ်ကောင်စီစစ်ကြောင်းနဲ့လိုင်ကျေးရွာလမ်းခွဲမှာတိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့9ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။မန္တလေး30ရက်နေ့မနက်အစောပိုင်းမှာလည်းပသိမ်မုံရွာလမ်းပိုင်းပေါ်မှာပဒန်းမျိုးဝင်ဂိတ်ကို PRA မကွေးနဲ့မင်းဘူးခရိုင်အမှတ်1တပ်ရင်းတို့ပူးပေါင်းပြီးတော့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ 6ဦးတည်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ4ဦးရှိခဲ့တယ်လို့သိရပါတယ်ပဒန်းမျိုးဝင်ဂိတ်ဟာစစ်ကောင်စီတပ်ရဲနဲ့စာရဖပူပေါင်းအင်အား20ကျော်တပ်ဆွဲထားပြီးတော့ဖျက်ဆီးသွားလာသူပြည်သူများနဲ့ဈေးတယ်တွေစီကနေအထမငွေကြေးတောင်းခံခြင်းဖိနှိပ်ရန်ကားခြင်းများပြုလုပ်နေတာကြောင့်တိုက်ခိုက်ခဲ့ရတာလို့ PRI မကွေးကထုတ်ပြန်ထားပါတယ်စစ်ကောင်စီနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်လက်နက်ခဲယံပစ္စည်းများစွာကိုလည်းတင်စီရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ ဆက်လက်ပြီးသခိုင်းမှာငလင်ဘေးတင်ပြည်သူများအားနယ်လှည့်စေကူးသားရေးအဖွဲ့ဘုံကျဲတိုက်ခိုက်ခံရတဲ့တရင်ကိုတင်ပြပေးပါမယ်။သခိုင်းတိုင်းသခိုင်းမျိုးနယ်အိုင်တိုင်ချေးရွာမှာငလင်တန်တင်ဒေသခံပြည်သူများကိုကျမ်းမာရေးဆောင်ရှောက်မှုပေးနေတဲ့နယ်လှည့်စေကူးသားရေးအဖွဲ့ဘုံကျဲတိုက်ခိုက်ခံရတယ်လို့မဲစီမသတင်းဌာနကဖော်ပြထားပါတယ်။အေဗီလာ21ရက်နေ့မွန်းလွဲပိုင်းမှာအဆိုပါနယ်လှည့်စေကူးသားရေးအဖွဲ့ရောက်ရှိနေတဲ့ဘုံကြီးချောင်းကိုစေကောင်စီတပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်ခံရမှုအတွင်း စီလာကူတဲ့ပြည်သူ၄ဦးနဲ့ဘုံကြီးကျောင်းမှတန်ဃာတော်၂ပါးထိခိုက်ဒဏ်ရာရခဲ့ကနယ်လှစီကူတာရဲ့အဖွဲ့ကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါဗျ။စစ်ကောင်စီကငလင်ဘေးကျောင်းအေဗီလာ၂ရက်နေ့ကနေ22ရက်နေ့အထိအပြည့်ရဲ့ကြီးညာထားပေမဲ့အရသာပြည်သူများကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့ငလင်ဘေးတဲ့ပြည်သူများအားစီကူတာပေးနေတဲ့အဖွဲ့ကပါပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တယ်လို့သခိုင်းတိုင်းမှကာကွယ်ရေးဘော်တအူးကပြောပါတယ်။ဧပြီလ10ရက်နေ့ကနေ21ရက်နေ့အတွင်းမန္တလေးတိုင်းတပိတ်ချင်းစင်ကူးနဲ့မရရမျိုးနယ်များကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်၂၀ထပ်မံနေပြုလုပ်ခဲ့ရာအရသာပြည်သူ60ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတောင်ခမ်းမှာစစ်ကောင်စီကအစိတ်တန်းွေဘုံများဖြင့်ခြေချတိုက်ခိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ခမ်းကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်ကအစိတ်တန်းွေဘုံများခြေချတိုက်ခိုက်ခဲ့တယ်လို့ဒနုပြည်သူလူမျိုးရေးတပ်ဦး DPLF ကထုတ်ပြန်ထားပါတယ်။အေဘီလာ27ရက်နေ့က TNL နဲ့ DPLL တပ်များရှိရာနေရာကို နေ့လယ်တနာရီကမ်းမှာအစိတ်တန်းွေဘုံ၃လုံးခြေချခဲ့ပြီးတော့၆မိနစ်ကန်အကြာမှာနောက်ထပ်၄လုံးထပ်မံခြေချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဆိုပါအစိတ်ငွေများကိုရှူရှိုက်မိ ခဲ့တဲ့ရဲဘော်များမှမူးဝေအော့အန်ခြင်းသွေးပေါင်ချိန်ကျခြင်းများဖြစ်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကအပြစ်ခတ်ရက်စေးကြောင်းကြေညာထားပြီးမြန်နိုင်ငံတကာမှတားမြစ်ထားတဲ့အစိတ်တက်ငွေဘုံများအုံပြူတိုက်ခိုက်ခြင်းကိုတောင်ခမ်းမာတာမကအခြားတော်လှန်ရေးတပ်များရှိရာနေရာတွေမှာလည်းမကြာခဏပြုလုပ်နေတယ်လို့ဆိုပါတယ်။တောင်ခမ်းကြီးရွာမှာစစ်ကောင်စီတပ်နဲ့ TNL, DBL ပူးပေါင်းတပ်များထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီးတော့စစ်ကောင်စီကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုများအပြင်အစိတ်တက်ငွေဘုံများကိုပါအုံ ံးပြုကထိုးစစ်ဆင်မှုလှုပ်ဆောင်နေတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးကမ်ဘလူးမျိုးနဲ့တင်ကြောရွာအားစစ်ကောင်စီဘက်မှဂျက်ဖိုက်တာဖြင့်ပေါင်900 နှလုံးချေချခဲ့ပြီးတော့ရဲသား6ဦးသေဆုံးနေအိမ်အချို့မီးလောင်ပျက်စီးခဲ့ရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဧပြီလ20ရက်နေ့ညပိုင်း6နာရီမိနစ်50ခန်းမှာကမ်ဘလူးမျိုးနဲ့တင်တော်ရွာအားဒဒဦးတက် Jet Fighter တစ်စီးဖြင့်စစ်ရေးပြတ်မှတ်မရှိဘဲနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ကျုံးလှကမ်ဘလူးတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူးခရိုင်အဖွဲ့ကအတည်ပြုဆိုထားပါတယ်။စစ်ကောင်စီဘက်မှ Jet Fighter ဖြင့်ပေါင်900နှလုံးချေချခဲ့ခြင်းဖြစ်ပြီးတော့ဥဆုံးမင်းတော်မူချူကုံစုံဆိုင်နဲ့အနီးကိုကြားရောက်ခဲ့ပြီးတင်တော်ရွာမှဦးကျော်မင်းကြီး ီးအသက်50နှစ်ကိုဖိုးမော့အသက်30နှစ်ခန့်ကိုမင်းမင်းအသက်30ဒေါခင်မာနှင်းအသက်50ဒေါ်စောအသက်50နှစ်နဲ့မမီတီအသက်20နှစ်တို့6ဦးတည်ဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်တင်တော်ရွာဟာ2024ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာလဲစစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ဖုန်ကြီးကျောင်းနှစ်ထပ်ကျောင်းဆောင်ဖះဆင်းတူတော် CD နဲ့ဖုန်ကြီးအပါဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပူတယ်လို့သိရပါတယ်ခင်ဗျာ ဆက်လက်ပြီးဗုတ်ပြင်းမှာအောင်ပွဲရပါကဖတပ်ဖွဲ့ဝင်များကိုဒေသခံများကတခဲနဲ့ဂုံပြုကြိုးဆူတဲ့တဲ့ရင်ကိုချင်းပြပေးပါမယ်။ဗုတ်ပြင်းမှာအောင်ပွဲရပါကဖတပ်ဖွဲ့ဝင်များကိုဒေသခံများကတခဲနဲ့ဂုံပြုကြိုးဆူခဲ့ကြပါတယ်။တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်ရွှေကင်းညိုကြီးရွာကပြူစောတိစခန်းကိုအောင်မြင်စွာတိုက်ခိုက်ပြီးပြန်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုတနင်္သာရီမြို့နယ်ဒေသခံပြည်သူတွေကနေဂုံပြုကြိုးဆူခဲ့တယ်လို့သိရပါတယ်။တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖတိုက်ခိုက်ရေးအဖွဲ့တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက်ရေးတို့မှဗုတ်ပြင်းမြို့ မြို့နယ်တောင်ငယ်ရွာအခြေဆိုင်ရွှေကင်းညူရွာအကြံဘတ်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ပတာဆာအဖွဲ့အားအပိလာ16ရက်နေ့မနက်3နာရီအချိန်မှာဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာအကြံဘတ်စစ်ကောင်စီရဲ့ပြည်သူ့စစ်ကောင်ဆောင်ထေဝင်းတည်ဆုံးခဲ့ပြီးတော့လက်နက်ဆက်လက်တင်းစီရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ရေဒီယို NUG သတင်းတောက်တာကီနဲ့မင်းစစ်သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ